ခွင်းလွတ်တက်တဲ့သူဖြစ်အောင်ကြိုးစားပါလူတိုင်းကကိုယ်စိတ်တိုင်းကျထာဝရကောင်းနေဖို့ဆိုတာမဖြစ်နိုင်ပါဘူးအတွေးတွေမတူနိုင်ကြသလိုအမြင်တွေလည်းမတူနိုင်ကြပါဘူးအရာအားလုံးကို စိတ်တိုင်းကျဖြစ်မလာနိုင်တဲ့အတွက်လိုက်ညှိနေဖို့တော့လိုအပ်ပါတယ်ကိုယ်ကကောင်းစေခြင်းသလိုမကောင်းလာတဲ့အခါကိုယ့်ရဲ့စေတနာတွေစော်ကားခံလာရတဲ့အခါတွေမှာလည်နေတော့စိတ်မဆုလိုက်ပါနဲ့တခုခုအလိုမကျတဲ့အခါတိုင်း ဘယ်အရာကပင်မန်းစီရလဲဆိုတာသေချာစဉ်းစားကြည့်ပါအဲ့ဒါတွေကတော့ကျွန်တော်ရဲ့မျှော်လင့်ချက်တွေစိတ်တွေအတ္တတွေကကိုယ်စိတ်ကိုပိုပင်မန်းစီရဖြစ်ပါတယ်လူပင်မန်းခံနိုင်ပြီးစိတ်ပင်မန်းတာမခံနိုင်ဘူးဆိုရင် ခွင်းလွတ်တဲ့သူတရားဖြစ်အောင်ကြိုးစားနေရမှာဖြစ်ပါတယ်ဒီတဲ့ပိုဆိုတဲ့ကိစ္စတွေကိုယ်ကိုကောင်းကျိုးမပေးနိုင်တဲ့သူတွေကိုဝိုးဝေးကရှောင်ပြီးတော့ရန်ကိုရန်ချင်းမတုံ့ပြန်ပဲမပတ်သက်တော့တဲ့အချင်းကိုရွေးချယ်တင်ပါတယ် လူတယောက်ကိုနာကျင်မုန်းတီးနေတယ်ဆိုရင်အရင်ဆုံးပူလောင်နေပါက ကိုကိုယ်တိုင်ပဲဖြစ်ပါတယ်ဒီလူကိုမကြည့်ပြူတာနဲ့ကိုနဲ့ပတ်သက်တဲ့သူတွေကိုအမြင်မကြည့်ဖြစ်နေတတယ်အဲ့ဒီအချိန်မှာကိုစိတ်ကလည်းမဖြူစင်နိုင်တော့ပါဘူးဒီအပူတွေအကြောင်းပဲကိုယ့်ရဲ့တဏှာကလည်းပလားပနေနိုင်တော့ပဲအမုန်းတွေအကြောင်းပဲထိုင်းပိုင်းနေပါလိမ့်မယ်ဒီလိုတွေမဖြစ်ရလေအောင်ကိုအပေါ်အမားတွေလာလို့တဲ့သူတွေကြုံလာတဲ့အခါခွင့်လို့ပြေးလိုက်ပါ နားလေပြေးလိုက်ပါ တကြိမ်တခါတော့မှားတတ်ကြတယ်ဆိုပေမဲ့ညတစ်ထက်မြန်မြန်လာမယ်ဆိုရင်တော့မပတ်သက်ပဲရှောင်ဖယ်ပြလိုက်ပါ